ဆန်ချူကကြောင်ပါတယ်တကယ်တကယ်ကြောင်ဖြစ်နေပြီအမှန်တိုင်းပြောရင်ချက်စီးကသူ့ကိုဆွေးနေတယ်ဆိုတော့သူ့ကိုကီးလှုပ်ထားခြင်းတဲ့အဲဒီမှာပါတယ်ဒါပေမဲ့ခုနကလို့ဝေးစထရက်ချာမကាយဘူးဝေးစထရက်ချာမကាយဘူးဆိုတော့ဒီကောင်ကအခုဒီလာတာတပတ်ပေါင်း3သိန်းလောက်ရနေရဲဆိုတော့ဒီကောင်မလို့ရနေအခုချက်စီးမှာဆိုရင်ဒါကူပါမားတောင်မှဒါတသိန်း7000 2သိန်းလောက်ပဲရတယ်ဝင်းကျင်ဆိုတော့ဒီဆန်ချူကအနေနဲ့ကတော့သူ့အနေနဲ့ကလည်းအဲ့လောက်ကိုရှော့မယူနိုင်တာလို့ပဲကိုကတော့မြင်တယ်ကောချက်စီးကဟို တသိန်းခွဲတသိန်းခွဲပေါ့နော်တသိန်းခွဲဟိုမှာဘောနပ်အပါဝင်နေဆိုရင်ကိုကတော့နှစ်သိန်းလောက်ထိတော့ပေးမှထင်တယ်ဟိုပေါ့၅000ကတော့ဒါဘောနပ်နဲ့ပေါ့နော်ဒါပေမဲ့ချက်ပြီးနေတယ်ဒီတက်တူလေးနဲ့ကအဲ့ဒါကိုပါသူမမမောနိုင်တာဒီကောင်ကမနိုင်ပြောရင်ခုခုကစားမားတွေကနားလည်သိပြီဗျာဥမာ refo လို့ခုဆန်ချိုလို့ဒီကောင်နေရအသက်ရွယ်ရဆိုရင်အသက်ရွယ်နဲ့ဒီကောင်နေရ potential ရဆိုရင်အတင်းတိုင်းကလိုလိုလားလားဖြစ်နေရမယ့်ချိန်ဒါပေမဲ့ဒီကောင်နေရ salary ကိုဘယ်တည့်မှမပေးချင်ဘူးဆိုတော့သူတို့ကိုယ်တိုင်ကတကယ်ကိုနားလည်သိတယ်ဗျာ တော့ဒီမွန်ယူပြောထားတဲ့စကားဆိုပဲဗျာဒီ refor လို့ဒီ grammar တွေကိုယ်မှာရှိနေတဲ့ level နဲ့ကိုယ်တကယ်ရှိနေတဲ့ level နဲ့ဟိုဒီတမ်းမညိနိုင်တာတော်တော်စိုးရယ်ဗျာဟိုတော်တော်လေးကွာနေရတာဒါအတိကျွန်တော် United ကလည်းဟိုဖြတ်စည်းခဲ့ရလဲပါပါတယ်ဆိုတော့ United ကလည်းရှင်းနေရယ်သူတို့ဒီပြန်ခေါ်ပေးမယ်လဲဒီ grammar ကိုတော့တင်းရဲ့ squad မှာတော့ဘယ်လိုမှပူပေါင်းဖိုင်းလို့ရမှာတော့မဟုတ်ဘူးသူတို့တနည်းနည်းနဲ့ရောင်းထုတ်တာမျိုးပဲကြိုးစားမှာရောင်းထုတ်လို့မရဘူးဆိုရင်စာချုပ်ဖြတ်သိမ်းစာချုပ်ဖြတ်သိမ်းတာတော့နည်းနည်းမဖြစ်နိုင်ဘူးဗျာစာချုပ်ဖြတ်သိမ်းရင်ရော်ကြီးကလည်းနင်းအောင်လာတာနဲ့ဆိုတော့ အငားတခုခုပဲထက်ချပြီးတော့နည်းနည်းတော့ပဲရရအငားထက်ချမဲ့ပုံစံမျိုးပဲဆိုတော့မတက်နိုင်ဘူးစာချုပ်ကုန်တဲ့ထိရတော့ဒီတိုင်းကြီးပဲကိလောက်ထားအောင်ပါပဲဟိုသသမအနေနဲ့ဟိုအမှန်တိုင်းပြောရင် level တခု image တခုကိုကြာဆင်းသွားတဲ့ image တခုကိုအရင်ဆုံးပြန်ဒီဆောက်တင်တယ်ဟိုတကယ်လို့ image ရလာရင်ကိုထေရပိုက်ဆံကသူ့သူဖြစ်လာမှာပဲသူက proven record ပြကြည့်ဗျာဟိုတန်ရတန်ကြီးကတော့ပြီးကျင်တဲ့အင်းကြီးပဲပြီးနိုင်တဲ့အင်းကြီးကသူစမ်းချိုးချက်သီးလို့တင်ရတာပြီးနိုင်တော့ဘူးဆိုရင်တခြားတင်ရသူ့ရဲ့ဒီ weight ကိုပြီးနိုင်မှုဆိုတော့ ဘယ်လိုမှမဖြစ်နိုင်တော့ဘူးဗျာသိရမလားဟုတ်တယ်ဒီကောင်ကြီးမာရှယ်တို့ဒီကောင်လေးပုံစံတပုံစံနဲ့ပါပဲဟိုအမှန်တိုင်းပြောရင်ဟိုရသလောက်ထီတော့လာတာကိုရသလောက်ထီယူမယ်ရရတာကိုလာတာကိုရတာကိုယူမယ်နောက်ဆုံးဟိုထွက်သွားတဲ့အချိန်ဒါပေမဲ့အဲ့အချိန်ကကျတော့တို့တို့တကယ်နစ်နာရဗျာ United ကအသင်းမှာပေးကစားမှာမဟုတ်သေးကြဘူးဆိုတော့ကစားမတယောက်ကမပေးရဘူးဆိုရင်ကျတော့လေမကစားရဘူးဆိုရင်ကျတော့လေဘယ်လိုမှအဆင်မပြေတော့ဘူးနော်ဆန်ဂျူကတော့တကယ်ကိုကတော့ဘိုင်းရက်တစ်ခုလိုပဲကိုမြင်တယ်ကွာပြီးတော့ကစားမနည်းနည်းလေး အားချောင်းတယ်ကွာသိရမလားဒီ professional PP စကားပြောရပါလိမ့်မယ်။အဲဒါငယ်လို့ဆိုတော့နားလည်လို့ရပါမယ်။သူတို့ဒါငငယ်ရယ်နဲ့ဒါ professional ကိုတိုးဝင်လာဆို experience ရာဒီ professional level ကအရင်ကြီးနိုင်နေတဲ့မှာတော့မပါတော့ဘူး။ဟိုအသင်း United မှာလည်းကစားဘူးရယ်ချက်စီမှာလည်းကစားဘူးရယ်အခု Dortmund မှာလည်းကစားဘူးရယ်ဆိုရင်ဒီအသင်းကြီးကဒါဥရောပမှာအဆင့်နေတဲ့အသင်းကြီးတော့မဟုတ်ဘူးဗျာ။ဆိုတော့ဒီလိုအသင်းကြီးကိုကစားပြီးတော့တော်တော်ဒါ professional ဆန်တင်ပြီ။ဆိုတော့ဒီကစားမားတွေကခုနကကိုအမှန်မမြင်နိုင်ဘူးဗျာ။ပြောချင်တာက အတင်းကအတင်းနေရပဲသူတို့ကတ်နေရလို့ထင်တာတကယ်တန်ရင်တော့ပြီးမှာပေါ့ဗျာဘယ်ကစားသမားအနေနဲ့ဟုတ်တယ်မလားလားမတန်လို့ဘာပြီးတာကိုအမတိုင်းရယ်တက်နေတယ်ဒီလိုမျိုးတော့မကြုံဘူးကွာဒီလိုအနားနဲ့မဖြစ်မနေခေါ်ရွေးစားတူပါပဲပဲလေဒါမျိုးရော်ကြီးကြီးနဲ့ပြန်ပြီးရောက်လာရဲဆိုတာကြီးကဒါဒါကိုတကယ်မကြုံဘူးကြားလို့မကောင်းကြားလို့လည်းမကောင်း